ကိုတိုင်းလေဗရန်မြို့နယ်တရချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးဖို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်စစ်ကြောင်းကိုအော်တိုဘာ15ရက်နေ့ကတွန်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရာ NUG ကာကွယ်ဝင်ကြီးဌာနစီကတရားဝါရီတိုက်ပွဲတွင်စစ်ကောင်မရှင်တပ်သား15ဦးထက်မနည်းသေဆုံးပြီး10ဦးကျော်ဒဏ်ရာရရှိကစစ်တုံးမှန်12ဦးကိုလည်းအရှင်ဖမ်းမိခဲ့ပြီးလက်နက်19လက်နက်ခဲယမ်းမျိုးစုံသိမ်းဆည်းရရှိခဲ့ပါတယ် လက်ရှိတော့ရန်သူနယ်မြေရှင်းလင်းမှုတွေထပ်ကြုံရနိုင်ခြင်းရှိရဲ့အလောင်းကတော့လာကောက်နိုင်ခြင်းမရှိဘူးလို့ပဲခူးတိုင်းစစ်ဌာနတာဝန်ရှိသူတူက ARD Times ကိုပြောပါရယ်တိုက်ပွဲတွင်တော်လိုင်းတပ်ဖွဲ့တွေဘက်ကထိခိုက်မရှိတိုက်ခိုက်နိုင်ခဲ့တယ်လို့လည်းသိရပါရယ်အဲ့ဒီတိုက်ခိုက်မှုကို အမှတ်နှစ်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနပြူဝါ20နှစ်ကိုကဲမှုနဲ့ 383နှင့်တရင်383တရင်လဗရန်ရွှေရန်မြေပြည်သူ့ကာကွယ်တပ်ဖွဲ့တာယာဝရီဂလုံပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကဥပောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကဘာတဝမ်းမှာလူပေါင်း683တန်းကညစာမစဘဲဆက်လာမှုနဲ့အိမ်အောင်ဝင်နေရတယ်လို့အော်တိုဘားလ16ရက်နေ့မှာကြာရောက်တဲ့ကဘာစာနယ်အခါနေ့မှာဥလာသမဂထွေထွေတွင်မှုချုပ်အန်တိုနီယိုဂူတာရက်စ်က ထုတ်ဖော်ပြောပါတယ်။ အခုနှစ်ကမ္ဘာစားနပ်ရိက္ခာနေ့ရဲ့စာမုကလက်ချင်းတွဲကြီးပုံမူကောင်းမွန်တဲ့အစာအာဟာရနဲ့အနာဂတ်စီတိုးလို့ဖြစ်ပါရယ်လက်ရှိဖြစ်ပေါ်နေတဲ့ငမော့ခေါင်းပါမှုကို ဆုံးသတ်ဖို့အတွက်ကောင်းမွန်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေထောက်ပံ့ပေးနိုင်မှုပါဝင် အသိပညာနဲ့အရင်းမြစ်တွေရှိပေမဲ့လည်းစီးလုံးညီညွတ်မှုလိုအပ်နေတယ်လို့ထပ်မံဆိုပါရယ်ဒါအပြင်ပြိပခဖြစ်ပွားနေတဲ့အခြေအနေတွေမှာလူတွေဟာအစာရေစာခေါင်းပါပြီးငမော့မှုကို ရင်ဆိုင်နေရကြောင် ငမုတ်ခမ်းမမှုကိုလက်နက်အဖြစ်အသုံးချမှုကရှက်စရာကောင်းကြောင်းတကောင်းကဆိုပါရယ်ဒီနေ့ကဘာတဝဲမှာလူပေါင်း683ငန်းဟာညတိုင်းဆာလာမုတ်တိတ်ရဲ့အိယာဝင်းနေရာဆဲဖြစ်ပါရယ်လူပေါင်းများစွာကလည်းနောက်တနေ့အတွက်မသေးချာမရေရာမှုကို နေ့စဉ်ရင်ဆိုင်နေရပါရယ်တကဘာလုံးတိုင်းတာနဲ့တိုးတက်မှုကအလွန်နှေးကွေးနေပြီးတချို့ဒေသတွေမှာနောက်ပြန်သွားနေပါရယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့နှစ်ပေါင်း80ကစစ်ကြောင့်ပျက်စီးယိုရင်းမှုဟာ ကမ္ဘာနိုင်ငံတွေကငတ်မို့ခေါင်းမွားမှုကိုအနိုင်ယူနိုင်ပြီးနောက်ဆယ်စုနှစ်အတွင်းကမ္ဘာကြီးမှာတိတိတသာတိုးတက်လာတယ်လို့အထွေထွေတွင်ရမှုအန်တိုနီယိုကူတာရက်စ်ကဆက်လက်ပြောပါရယ်လက်ရှိမှာအစ္စရေးခါဇာပြိပခကြားမှာအစ္စရေးခါဇာကမ်းမြောင်ဒေသစီစာနယ်ဧကပိတ်ဆို့မှုကြောင့်ဂါဇာမှာစာနယ်ဧကခက်ခဲမှုပြင်းထန်စွာကြုံတွေ့ရတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါရယ်မြန်မာနိုင်ငံမှာလည်းငတ်မို့ခေါင်းမွားမှုစာလံမှုတိတ်မှုတွေပုံမှန်များလာပြီး လူရေ16.3တန်းတိတိုးပွားပြီး လူသုံးဟာတဦးနှုံးကစာနာမှုသိမှုကိုရင်ဆိုင်နေရတယ်လို့ကမ္ဘာကုလသမဂ္ဂစာနာရေးခါအစီအစဉ် WFP ကအသိပေးထုတ်ပြန်ထားပါတယ်။အယရီတိုင်းကန်ကြီးတောင်သဘောငူကြီးရွာစစ်ကောင်မရှင်အုပ်ချုပ်ရေးမှုကချိန်ချောက်ပြောဆိုပြီးစစ်မှုထမ်းဆောင်ခိုင်းသူလူငယ်နှုံးမှာရှေ့တန်းတိုက်ပွဲမှာတေဆုံးသွားတယ်လို့ဒေသခံတွေစီကသိရှိရပါတယ်။ အဲ့ဒီသဘောငူကြေရာအုပ်စုစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှူးမှဦးကျော် တင့်ဝေဖြစ်ပြီးယာယီမှုစိန်မှုနဲ့ပူးပေါင်းကပို့ဆောင်လိုက်တာဖြစ်တယ်လို့ဒေတာကန်နေစီကသိရပါဗျ။ရွာရဲကလူငယ်နှစ်ယောက်ကိုလည်းသူတို့ရဲ့ဖီးယားနဲ့စစ်တပ်ထဲအတင်းထည့်လိုက်ပြီးနောက်ရှေတန်းတနေရာမှာပဲတည်သွားတယ်။သူတို့ကိုမပြောရဲလို့သာခေါင်းငုံခံနေရတာပါ။ဤသူတွေရဲ့ရင်ထဲမှာမကျေနပ်ချက်တွေကများနေပါပြီလို့ဒေတာကန်ဒူဘာ ERI Times ကိုပြောပါရတယ်။ အုတ်ချုပ်ရည်မှုဥကြော်တင်ဝင်တဲ့ယာယီမိုးစိန်မှုတို့ဟာနေအိမ်တိုင်းကိုလာစဉ်ကြက်ငွေ3000တောင်းယူနေတဲ့အပြင်တက်ကြီးပေဝရီရဲ့နေအိမ်လူကိုလည်းငွေတောင်းယူတယ်လို့ဒေသခံတွေကပြောပါရယ်။ဒါအပြင်စစ်မှုရန်တွေဝယ်ယူရမယ်ဆိုပြီးတောင်းယူတဲ့ငွေမှာသဘောမူကြေးရွာအုပ်စုတွင်းမှာလာစဉ်ကြက်ငွေ380ဝန်းကျင်ထိကောက်ခံနေတယ်လို့ဒေသခံတွေကပြောပါရယ်။အေရီတိုင်းတွင်း26မြို့နယ်ရှိပြီးစစ်ကောင်မရှင်ခအုပ်ချုပ်ရည်မှုအများစုမှာ ကျေးရွာပြည်သူစစ်ပြည်သူစစ်မှုရန်တွေအတွက်ထောက်ပံ့မှုနဲ့လူတွေဝယ်ယူဖို့လို့ဆိုပြီးအကြောင်းမျိုးမျိုးပြပြီးလက်ရှိချိန်ထိငွေတောင်းယူနေတယ်လို့ ERI Time ကစုံစမ်းသိရှိရပါတယ်။စာနယ်ရိခါဖူလုံရေးအတွက် ရန်ကုန်လူဦးရေ9တန်းရဲ့တဝက်လောက်ကို ကျဲဥစားသုံးဖို့ကျဲအကောင်ရေ၄တန်းထိမွေးမြူဖို့လိုအပ်တယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းကတွက်ချက်ပြောဆိုခဲ့ပါတယ်။စစ်ကောင်းဆောင်ကအဲ့လိုပြောဆိုထားပေမဲ့ လက်ရှိမှာတရိတ်ဆန်အစားနဲ့ဈေးဝတင်သွင်းမှုလိုင်စင်ကန့်သက်တဲ့မူဝါဒတွေ၊ကုန်ကျန်းစင်းနှုန်းမြင့်မားမှုတွေကြောင့်ဤတွင်မွေးမြူရေးလုပ်ငန်းရှင်တွေဟာလုပ်ငန်းတိုးချဲ့နိုင်တာမရှိဘဲခက်ခဲတဲ့အခြေအနေလောင်ရင်တွင်ပြိမိနေပါတယ်။စားနပ်ရိက္ခာဖူလုံရေးအတွက်ဒေသလိုက်စိုက်ပျိုးမွေးမြူရေးဆောင်တွေတည်ဆောက်ဖို့လိုအပ်ပြီးလူရေ9တန်းရှိတဲ့ရန်ကုန်တိုင်းမှာ လူရေရဲ့တဝက်ဖြစ်တဲ့3.5တန်းဟာကျောက်ဦးတရက်တလုံးစားသုံးမှာက ကျအကောင်ရီ၄တန်းခန့်မွေးမြူရမှာဖြစ်တယ်လို့စစ်ကောင်းဆောင်ကညွှန်ကြားခဲ့ပါတယ်။လက်ရှိဈေးကွက်မှာကျက်ဥတလုံးကျက်900ကနေ600ကျက်ကြားရှိနေပြီးစစ်ကောင်းမရှင်ရဲ့ရောင်းချမှုစင်တာရီမှာ365ကျက်နဲ့ရောင်းချပေမဲ့အလွယ်တကူဝယ်ယူမရနိုင်ဘူးလို့ရန်ကုန်မြို့ကန်တွေစီကသိရပါတယ်။ဈေးတဲကကျက်ဥတလုံး900ကျက်ကနည်းနည်းတော့ကြီးတယ်။စီပင်နဲ့စင်တာရီမှာရောင်းတဲ့ကျက်ဥကသေးတယ်။ဈေးသွင်းရင်စီပင်ကကျက်ဥရောင်းတာနဲ့မကြုံဘူး။ စင်တာတွေမှာလည်းတစ်ခါတလေမှရတယ်အပြင်ဈေးနဲ့ဝယ်ရတာပဲများတယ်လို့ရန်ကုန်မြို့ကန်ရှင်မတူက ARD Times ကိုပြောပါရယ်စစ်ကောင်မရှင်ဟာဒိတ်ဆန်မွေးမြူရေးအစားနဲ့ဆေးဝါးတွေကိုတင်သွင်းရမှာလိုင်စင်ချပေးမှုကိုကန့်သက်ထားတာဤရင်းရှိဒိတ်ဆန်အစားကုန်ညမ်းတွေဈေးနှုန်းမြင့်မာတာတွေကြောင့်ကျက်သားနဲ့ကျက်ဥဈေးနှုန်းအပါအဝင်အသားဈေးနှုန်းတွေမြင့်တက်နေပါတယ်။ဒါအပြင်မွေးမြူရေးလုပ်ငန်းတွေကို25ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းထိ အစင်းစင်တုံးမြင်ပြီးစီမံချက်ချမှတ်ဖို့စစ်ကောင်းဆောင်ကပြောကြားခဲ့ပြီးသူရဲ့ပြောဆိုချက်တွေဟာလက်တွေ့ဈေးကွက်နဲ့တော့အလန်းဝေးနေပါတယ်။အသားတိုးချက်ဦးစားပေးနဲ့အသားတိုးဝက်မွေးမြူလုပ်ငန်းတွေကိုနိုင်ငံစည်းဝါးရေးမြင့်တင်ရေးရမုံငွေ32ဘီလီယံနဲ့မွေးမြူရေးဆောင်ရွက်နေတယ်လို့စစ်ကော်မရှင်စီကသိရပါတယ်။ပြီးခဲ့တဲ့2023-2024ခုနှစ်မှာအသားမက်ဒရစ်တန်1.24တန်၊နိုမက်ဒရစ်တန်1.19တန်ဥလုံးရေပေါင်း လေးတန်း12,469ထုတ်လုပ်နိုင်ပြီးရေကြိုရေငန်ပစွန်ပိတ်တာတန်မောင်3,880ကျော်ထုတ်လုပ်နိုင်တယ်လို့သိရပါတယ်။ပဲခူးတိုင်းပရောင်းမြို့နယ်ပကန်းကွဲကျေးရွာတောင်ဘက်6ကီလိုမီတာกว่าရှိစေကောမရှင်တန်းရဲ့ကာကင်စကန်ဖြစ်တဲ့63.0ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အာရသတက်တော်ရဲ့တံပြန်ထိုးစစ်အနေနဲ့ ဘကိုးတိုင်းဖရောင်းမြို့နယ်ပကံကွဲကျေးရွာတောင်ဘက်9ကီလိုမီတာကွာဝေးမှာရှိတဲ့စစ်ကောင်မရှင်ရဲ့63လုံးပွိုင်ကုန်းကိုအော်တိုဘန်လ14ရက်မနက်9:05မိနစ်အချိန်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။အဆိုပါပွိုင်ကုန်းနဲ့နီးတစ်ဝိုက်မှာတိုက်ပွဲ ဖြစ်ပွားနေခဲ့တာဟာကာလအတန်ကြာခဲ့ပြီဖြစ်ပေမဲ့လည်းအော်တိုမဆလီရနေ့ကဆလို့အေအေရဲ့ထိုးစစ်အရှိန်ကိုမြင့်တင်တိုက်ခိုက်ခဲ့ပြီးနောက်၃နိုင်ခန့်၃ဘက်၃နံက ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးမှာအဆိုပါစခန်းကိုတင်းယူနိုင်ခဲ့တယ်လို့လည်းဆိုပါရယ်စစ်ကောင်မရှင်တွဲရဲ့0.63လုံးစခန်းတစ်ခုလုံးကိုတင်းပိုက်ချိန်မှာအလောင်းတချို့ပြင်လက်နက်ခဲရနဲ့စစ်သုံးဆောင်ပစ္စည်းတချို့ကိုလည်းတင်းပိုက်ရရှိခဲ့ပါရယ်ရခိုင်ပဲခူးတိုင်းအဆက် ရခိုင်မကွေးတိုင်းအဆက်ရခိုင်ရော်ရီတိုင်းအဆက်တို့မှာစစ်ကောင်မရှင်ရဲ့ထိုးစစ်တွေကိုအေးတန်းရဲ့အကောင်းဆုံးခံစစ်တွေနဲ့အတူတံပြန်ထိုးစစ်တွေနဲ့ဟိုင်းစဲညီဆင်နွှဲနေပြီး စေကောမရှင်တက်နဲ့အေရိုနှစ်ဖက်ဆိုင်ထားတဲ့နေရာတွေမှာတိုက်ပွဲတွေနေ့စဉ်နေ့ပါဆက်လက်ပြင်းထန်နေတယ်လို့လည်းဆိုပါရယ်လက်ရှိမှာအေနဲ့ပူအောင်တက်ဖွဲ့တို့ဗရောင်းမြို့နယ်အတွင်းမှာပြန်လည်အရှိန်မြင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်စေကောမရှင်တက်ဟာကပ္ပဆာ၁၆အတွင်းနဲ့ခန်းစစ်တွေမှာအင်အားတွေတိုးချဲ့ကဖြစ်တင်းထားပြီးအနည်းရှိခြေရွာတွေကိုလည်းတွာလာကွင်းတွေပိတ်ထားတယ်လို့ဒေသခံတွေစီကသိရှိရပါရယ် အများယုံကြည်ရတဲ့ရလဒ်တစ်ခုဖြစ်လာနိုင်ွယ်မရှိလို့စစ်တပ်အုပ်ချုပ်တဲ့မြန်မာနိုင်ငံမှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်သူတွေဆေလွတ်ဖို့အစီအစဉ်မရှိဘူးလို့ကုရောပတမကရဲ့လူခွင့်ရင်ဆိုင်ရာအထူးကိုယ်စားလှယ်ကဆာအိုလွန်ဂရန်က ကြာတာပရီနေမှာပြောပါရယ်ကုရောပတမကဟာတပ်ဆိုင်သူအလုံးမပါဝင်တဲ့မြန်မာစစ်ကောင်စီရဲ့ထိစမရွေးကောက်ပွဲကိုအတိမတ်မပြုဘူးလို့သူကဆိုပါရယ်ဒီဇင်ဘာလနောက်ပိုင်းမှာစတင်မဲ့ရွေးကောက်ပွဲဟာ 2021ခုနှစ်အာဏာသိမ်းမှုမှာအယက်သားဒီမိုကရေစီဆိုရကိုဖျောက်ချပြီးနောက်မြန်မာစစ်တပ်ကိုတရားဝင်မှုရရှိစေမဲ့အထူးရောင်ရွေးကောက်ပွဲလို့အနောက်နိုင်ငံတွေကခေါ်ဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့လိုအပ်တဲ့အခြေအနေတွေပြည့်မီခြင်းမရှိလို့လေးလာဆောင်ကြည့်သူတွေစိတ်လွရင်တော့ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲစီမှာမဟုတ်ဘူးလို့ကဆာအိုလောင်ဂရန်ကပြောပါရယ်စေဆိုးရကမကထလုတ်တဲ့ရွေးကောက်ပွဲလို့ကျမခေါ်ပါမယ် စေစိုးရကရွေးကောက်ပွဲကိုကမကထလုပ်ရင်ရားလက်တစ်ခုတောင်ထွက်စေနိုင်ပါတယ်လို့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာမီဒီယာတစ်ခုနဲ့အင်တာဗျူးမှာ၎င်းကပြောပါတယ်။တိုင်းပြည်တဝန်းနယ်မြေများပြားကိုသိမ်းပိုက်နိုင်ခဲ့တဲ့လက်နက်ကိုင်တော်လှန်မှုတစ်ခုဖြစ်စေခဲ့တဲ့2020ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံဟာကစင်ကလျားခြေနေဖြစ်နေပါတယ်။ စစ်တပ်ကြောထောင်းနောက်ခံဆိုရဟာရွေးကောက်ပွဲကိုတနိုင်ငံလုံးတိုင်းတာနဲ့ကျင်းပနိုင်မှာမဟုတ်ဘူးလို့စစ်ကောင်မရှင်ကြီးကမင်းအောင်လိုင်ကဝန်ခံခဲ့ရာရွေးကောက်ပွဲမှာအလုံးမပါဝင်နိုင်တာပထမဆုံးချိန်လူသိရှင်ညာဝန်ခံမှုဖြစ်ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံဖို့ဟန်ဂေရီနိုင်ငံကိုတွားရောက်ဖို့စီစဉ်နေတယ်လို့အမေရိကန်သမ္မတတော်နဲ့ထွန်းကကြေညာလိုက်ပါတယ်။ ယူကရိန်းနဲ့ရုရှားကြားအမဲဆက်ထင်တဲ့စစ်ပွဲကိုအဆုံးသတ်ရေးကူညီလိုတယ်လို့ဒေါ်နယ်ထရန့်ကပြောပါရယ်ဂျာတာပရီနေကပူတင်နဲ့ဖုန်းနဲ့ပြောဆိုခဲ့ပြီးဆွေးနွေးမှုဟာပြုသဘောဆောင်ခဲ့တယ်လို့၎င်းကဆက်ပြောပါရယ်လာမယ့်နှစ်ပတ်အတွင်းပူတင်နဲ့တွေ့ဆုံမွေးရှိတယ်လို့ဆွေးနွေးမှုအပြီးမှာသူကသတင်းတောက်တွေကိုပြောပါရယ်လာမယ့်ပတ်မှာရုရှားကြီးလန်းတာဝန်ရှိသူတွေနဲ့အစည်းအဝေးတစ်ခုပြုလုပ်ဖို့သဘောတူခဲ့ပြီး အမေရိကန်ဖွဲ့ကိုနိုင်ငံရေးဝန်ကြီးမာ ကိုရူပီရိုကဥဆောင်မယ်လို့လည်းဆိုပါတယ်။ဖုံးပြောဆိုမှုဟာနှစ်နိုင်ခွဲနှိပါကြာမြင့်ခဲ့ပြီးအလွန်အသုံးဝင်ခဲ့တယ်လို့ရုရှားသမ္မတလက်ထောက်ယူရီဥရှာကော့ဖ်ကဒေသနာမီဒီယာတွေကိုပြောပါတယ်။ယူကရိန်းကိုတူမာဟော့ခ်ဒုံးကျည်တွေပေးပို့နိုင်မှုနဲ့ပတ်သက်လို့ပူတင်ကဒေါ်နယ်ထရန့်ကိုသတိပေးခဲ့ပြီးအဲလိုလုံဆောင်မှာကနှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမယ်လို့ပြောပါရယ် ယူကရိန်းသမ္မတဇလန်စကီးဟာဒီနေ့အင်ဖြူရောမှာဒေါ်နယ်ထရန့်နဲ့တွေ့ဆုံမှာဖြစ်ပြီးဝါရှင်တန်မြို့တော်ကိုရောက်ရှိနေပြီလို့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ဇလန်စကီးကပူတင်ကိုဝေဖန်ခဲ့ပြီးအမေရိကန်နိုင်ငံကတိုမာဟော့ဒုံးကျည်ပေးပို့မဲ့ချိန်ချမှုကြောင့်ဆွေးနွေးမှုတွေပြန်ဆဖို့တွန်းအားပေးနေတယ်လို့ပြောပါတယ်။